2025ခုနှစ်မတ်လ29ရက်နေ့မှာလုံခြုံရေးအဖွဲ့အများမှရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အောင်မင်္ဂလာကားကြီးဝင်းအတွင်းရှိမြက်မင်္ဂလာမော်တော်ယာဉ်ဂိတ်မှာအမျိုးသမီးငယ်များအားသွေးဆောင်ဖျားယောင်း၍တရုတ်နိုင်ငံသို့လိမ်လည်ပို့ဆောင်နေသူမြက်သူအားအမျိုးသမီးငယ်တူးနှင့်အတူဖမ်းဆီးရမိခဲ့ပါသည်။ ဆက်လက်ပြီးမြတ်သူအားစစ်ဆေးချက်အရာအမျိုးသမီးများကိုတရုတ်နိုင်ငံသို့ချိတ်ဆက်ပို့ဆောင်ပေးနေတဲ့လူမောင်ကိုပွဲစားဖြစ်သူတန်ထီဝင်းခေါ်တန်ထီအားမလ28ရက်နေ့မှာမြောက်ကလပါမြို့နယ်ဇာမေဆွဲရက်ွက်ခေမာတီလမ်းရှိ Relax Motel မှာထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ ဖန်စီယမ်မီတရားခက်များအားစစ်စစ်ဖော်ထုတ်ချက်အရမြတ်သူဟာ Telegram မှာတစင်ချစ်ကြိုက်ခဲ့တဲ့အမျိုးသမီးငယ်နဲ့အတူ2025ခုနှစ်မလ23ရက်နေ့မှာမြောက်ကလာပမြို့နယ်ရှိရွှေပြည်စံတဲခိုကမ်းမှာတဲခိုနေထိုင်ခဲ့ပြီး အဆိုပါအမျိုးသမီးငယ်အားမန္တလေးမြို့သူလိန်လဲခေါ်ဆောင်က၎င်းမှတဆင့်မူဆယ်မြို့သူဆက်လက်ပူဆောင်ရန်စီစဉ်ခဲ့ကြောင်းသိရပါသည်အလားတူမြက်သူဟာ2025ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာ၎င်းနဲ့ချစ်ကြိုက်နေတဲ့မန္တလေးတိုင်းဒေသကြီးချမ်းမြတာစီမြို့နယ်နေအမျိုးသမီးတူအားပြင်းဦးလင်းမြို့ရှိအမေအေတဲခိုကန်းသူ ခေါ်ယူပေါင်းသင်းခဲ့ပြီး မလ၁၇ရက်နေ့မှာတန်ထေဝင်းကတန်ထေက၎င်းအမျိုးသမီးအားတရုတ်ဇနီးမယားဖြစ်လောက်ကန်ရန်ငွေကျပ်320ဖြင့်ညှိနှိုင်းကာမန္တလေးမြို့မှာမော်တော်ယဉ်ဖြင့်မူဆယ်မြို့သို့ပို့ဆောင်ခဲ့ပြီးတရုတ်နိုင်ငံရွှေလီမြို့သို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်းသိရပါသည် လူမောင်ခိုးပွဲစားဖြစ်သူတန်ထီဝင်းခေါ်တန်ထီဟာ2024ခုနှစ်အောက်တိုဘာလ14ရက်နေ့မှ2025ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့အထိဖမ်းဆီးရန်ကြံလူမောင်ခိုးပွဲစားများဖြစ်တဲ့ဇော်ထက်တာကြီးအခွန်သူရဇော်တို့နဲ့ချိတ်ဆက်ပြီးအမျိုးသမီးငယ်2ဦးကိုအလားတူတရုတ်နိုင်ငံသို့ပို့ဆောင်ခဲ့ကာတူးလည်းရင်ငွေကျပ်330မှ140အထိရရှိခဲ့ကြောင်းသိရပါဗျာ။ ဖြစ်စဉ်ဖော်ထုတ်သိရှိကြရာအမျိုးသမီးငယ်များအား Telegram မှတဆင့်ဆက်သွယ်ကာချစ်ကြိုက်ကြောင်းလိန်လယ်လှည့်ပြားစီယုံပြီးငွေချေးရယူလိုမှုဖြင့်သွေးဆောင်ပြောင်းရောင်းကာတရုတ်နိုင်ငံသူလိန်လယ်ပို့ဆောင်နေတဲ့တရားခဏ်မြတ်သူနဲ့လူမောင်ခိုပွဲစားတန်ထေးဝင်းခေါ်တန်ထေးတို့အားလူကုန်ကူလာစီနေနေရေးဥပဒေများနဲ့အညီထိထိရောက်ရောက်အရေးယူနိုင်ရေးစောင့်ဝင်လျက်ရှိပြီးဖန်စီယန်ကျန်တရားခဏ်များကိုဖန်စီယာမီရေးဆက်လက်စောင့်ဝင်လျက်ရှိပါသည်လူကုန်ကူးမှုတားဆီးနေတဲ့လုပ်ငန်းများကိုလည်း ပုံမူအားကောင်းလာစေဖို့အတွက်မိဘပြည်သူများကလည်းပူပေါင်းပါဝင်ဆောင်ရွက်နိုင်ပါရန်အတိပေးသတင်းထုတ်ပြန်ထားပါရခင်ဗျာ။